ကာစနယ်တင်ဟာ Sporting Lisbon အသင်းတိုက်စစ်မှု Yogi Rex ကိုခေါ်ယူနိုင်ဖို့အတွက်သဘောတူညီမှုရရှိဖို့နှိစက်နေပြီးတော့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ပြီးခဲ့ရာသီက Sporting Lisbon အသင်းအတွက်52ပွဲပါဝင်ကစားပြီး54ဂိုးသွင်းယူနိုင်ခဲ့တဲ့ Yogi Rex ဟာဥရောပထိုင်တဲ့ကလပ်တွေရဲ့ပြည့်မတ်ဖြစ်ခဲ့ပြီး Arsenal နဲ့ United အသင်းတို့ကသူ့ကိုခေါ်ယူနိုင်ဖို့အပြင်းအထန်ချိန်ဆမှုတွေပြုလုပ်ခဲ့ကြတာပါ။ Sporting Lisbon အသင်းဟာ Yogi Rex ရဲ့ပြောင်းချွေကြီးကိုပို့ပြီးလိုချင်နေတာကြောင့်သူနဲ့အသင်းတို့အကြားမှာတင်းမာမှုတွေရှိနေတာဖြစ်ပါတယ်။ Sporting Lisbon နဲ့ Yogi Rex တို့ဟာဒီနေ့ရာသီပြောင်းချွေမှာသူ့ကိုပြောင်းချွေရေ Euro 80နဲ့ကမ်းလှမ်းလာခဲ့ရင်လက်လွတ်ပေးမယ်ဆိုပြီးလူကြီးလူကောင်းဆန်တဲ့သဘောတူညီမှုရှိထားတာပါ။ဒါပေမဲ့ tutorial is worth it, ယိုဗီရက်စ်နဲ့ဒီလိုသဘောတူညီမှုမရှိတာသလိုယိုသန်း80တဲ့ပို့ပြီးလိုချင်တယ်လို့ပြောခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့်ယိုဗီရက်စ်ကအတင်းရဲ့ရာဇဝလေးချင်းငယ်အစီအစဉ်လေးကိုပူပေါင်းအောင်ဖို့ပဲအတင်းကထွက်ခွာဖို့တွန်းအားပေးလှုပ်ဆောင်နေတာပါ။အခုချိန်မှာအာဆင်နယ်အတင်းကယိုဗီရက်စ်အေဂျင့်နဲ့အပြောင်းအရွှေ့အတွက်နှုတ်အားပေးသဘောတူညီမှုရရှိဖို့နှိစက်နေပြီလို့အယ်လီကွေးကဖော်ပြထားတာဖြစ်ပါတယ်။ဒါပေမဲ့အာဆင်နယ်အတင်းကစပိုးလင်းလစ်ဘောအတင်းနဲ့အပြောင်းအရွှေ့သဘောတူညီမှုရရှိဖို့ကြိုးပမ်းရအောင်ပါပါ။စပိုးလင်းလစ်ဘောအတင်းကြီးကဗာရန်ဒက်စ်ကသူတို့ကယိုဗီရက်စ်ကိုရောင်းချဖို့မလိုအပ်သလိုဒီအပြောင်းအရွှေ့အတွက်အေအေစီဖြစ်နေတယ်လို့ပြောထားပါတယ်။အာဆင်နယ်အတင်းကဒီနေ့ရက်ဒီအပြောင်းအရွှေ့မှာကစားသမားများများဖြည့်တင်းဖို့လှုံ့ဆော် ေပြီးမကြသေးမီကခြေသိန်းကိုသမကေပါကိုခေါ်ယူထားသလိုဆိုစီတက်တင်ကဇူဘီမန်နီကိုလည်းခေါ်ယူဖို့သဘောတူညီမှုရရှိထားတာဖြစ်ပါတယ်။